ဒီနေရာကိုတော့သူတို့ကယ်ရီသမားတွေကညောင်မင်းနီဆိုပြီးခေါ်ဝေါ်သမုတ်ကြပါတယ်။တန်းနိုင်ရင်ညာကြီးမို့ချိုအဲ့ဒီနေရာပတ်ဝန်းကျင်တဝိုင်းကယ်ရီခေါ်လို့ရှိရင်ပတ်စံဘလောက်ပဲရရအများစုကမလိုက်ကြပါဘူး။ဘာကြောင့်မလိုက်တာလဲဆိုတော့အကြောင်းအကျိုးရှိပါတယ်။မနေ့တနေ့ကမှကယ်ရီလောကထဲဝင်လာတဲ့ကယ်ရီသမားလက်သစ်တွေကတော့ဘူးမတိဘာမတိနဲ့ပတ်စံကြီးလေးနည်းနည်းပို့ရလို့ရှိရင်အမိုက်ခံပြီးတော့လိုက်ချင်လိုက်မှာပါပဲ။ဒါပေမဲ့လည်းဘာကြော်လို့လိုမျိုးကယ်ရီသက်ဝါရင်နဲ့ကယ်ရီသမားအများစုကတော့ခုနကပြောသလိုဝောင်းဝောင်းရှေးဝေဝေးရှောင်မှာပဲ။ ။ဘာကြောင့်လဲဆိုတော့လူဆိုတာဘယ်သူမှဆိုကိုယ့်ရဲ့အသက်ကိုခင်တွယ်ကြရှင်သန်လိုကြတာကြီးပါပဲ။ခုနကပြောတဲ့ညောင်မင်းနီဆိုတာကလည်းကယ်ရီသမားတိုင်းခေါင်းတစ်ခါကလက်တစ်ခါကညင်းရလောက်အောင်ရာဇဝင်နေနဲ့အတိတ်သမိုင်းတွေအများပြားရှိခဲ့ပါတယ်။ခုချိန်ဒီလဲရှိနေတော့မယ်ဆိုတာကိုသူတို့လိုကယ်ရီသမားအများစုကယုံကြည်လက်ခံထားကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့မျက်စိနဲ့မမြင်ရတဲ့ပရာလောကနယ်နဲ့ပတ်သက်နေတာ ው မသိချင်မကြားချင်လို့မှမရပဲကိုရိဒါတိတ်မကြုံမှုတာပါတန်လင်မျိုးဆိုတာရှစ်ပဝင်းနေတဲ့ကခေဆက်ဆက်မင်းဆက်တွေရာဇဝင်တွေစတင်ရလောက်အောင် နေထိုင်ခဲ့ကြတဲ့မင်းနေပြည်တော်ကြီးဖြစ်ခဲ့ပါတယ်။နောက်ပြီးတော့သာသနာလဲပွင့်လင်းခဲ့တဲ့နေရာထူးတစ်ခုဆိုလည်းဟုတ်ပါတယ်။ရာဇဝင်မှာလွမ်းဆွတ်ကြည်ကွဲစရာဖြစ်ရတဲ့ဂမ်မီယာဆန်လာတဲ့ဖြစ်ရတဲ့ဒူးနဲ့ဒေးနဲ့တည်ရှိခဲ့တဲ့အရက်လို့လည်းပြောရင်ရပါတယ်။ရှင်မွေးနှုံးနဲ့မင်းနန္ဒာဆိုရင်ဘလောက်ကြည်ကွဲစရာကောင်းလိုက်လဲ။တစ်ချိန်လုံးကတော့တည်ကြီးဝါကြီးတွေစိန်ဆန်းရှုမြောင်နေတဲ့တောကြီးမြက်မဲဖြစ်ခဲ့ပေမဲ့ဒီနေ့လက်ရှိမှာတော့စီကားပွင့်လင်းတဲ့မြို့ကြီးပြကြီးဖြစ်နေခဲ့ပါပြီ။ရှင်းမီနောက်မီတက်ကြီးရွယ်ကိုရွာနေပြည်တိုင်းတွေကတော့ညောင်မင်းနေကြီးဟာရှေးကလေးကပင်တည်ရှိခဲ့ပြီးတော့ အဆောင်လျှောက်လည်းကြီးမားတယ်မမြင်ရတဲ့ပရလောကသားတွေလည်းကြီးစိုးတဲ့နေရာလို့လည်းပြောပြကြပါရယ်ဘာကျော်ကတန်လင်းမြေမှာနေပြီးတော့ကြီးပြင်းခဲ့ရတဲ့သူဆိုတော့အဲ့ဒီညောင်မင်းနေကြီးကြောင့်ကိုတစည်းတစောင်းကြားပုခဲ့ပါရယ်အဲ့ဒီနားမှာကားတွေမကြခဏမောက်တာတွေတိုက်မိတာတွေဖြစ်တတ်ပါရယ်ညနေနေဝင်ရီတရောချိန်ဆိုရင်ညောင်မင်းနေကြီးအနီးကခြုံနယ်ပိတ်ပေါင်းနေတဲ့ထူတတ်နေတဲ့ဒုတိယကဘာစစ်အတွင်းကလေးကတိဆောက်ခဲ့တဲ့ဘိုးရင်အမဲကြီးဘက်ကနေမိမချောလေး၃ယောက်ထွက်လာတက်ပြီးတော့မြင်းလဲတားဆီးတာတွေ ညောင်မင်းနေကြီးနဲ့မလန်မကန်ကားလန်းဆက်ကနေအုတ်ခုံဟောင်းလေးပေါ်မှာငုတ်တုတ်စောင်းကြောင်ကြီးထိုင်ပြီးတော့အစွဲတပွေးဝေတရည်တမျက်များကြပြီးတော့ကြောက်လန့်စရာပုံတရအနေနဲ့၆လန့်နေဆိုတော့ပုံမြင်တန်တားကြီးဆန်ဆန်ဖြစ်ဖြစ်ပေါင်းများစွာလဲကြားဘူးကြုံမှုကြတာများပါတယ်။ကံငါးပါးမလုံတဲ့လူစိတ်နဲ့မကြက်ခိုင်တဲ့လူတွေဆိုရင်ဆေးုံရောက်တဲ့လူအရောက်ပယောဂဆရာတွေနဲ့ကုရတဲ့သူကကုရတချို့ဆိုရင်လဲယူကြောင့်မူကြောင့်နေဖြစ်ရအသက်ဆုံးကြတာတွေတောင်ရှိတယ်ဆိုပြီးတော့ဗဇက်ရာဆိုရင်ခင်းသူတွေလဲခင်းကြပါတယ်။ဟုတ်တာမဟုတ်တာအပါထားအဲ့လိုခေတ်ဆက်ဆက်အဲ့ဒီညောင်မင်းနေကြီးတရင်ကကြီးနေခဲ့တာပါ။ ။အဲ့ဒီထဲမှာမစမ်းကျဲစွာထူးခြားနေတာကတော့အဲ့ဒီညောင်မင်းနေကြီးတည်ရှိခဲ့တဲ့ကတ္တရာလန်ကုန်းကိုအစင်းမှာတနစ်ကိုအ ਨੇ စုံတစ်ကြိမ်နှစ်ကြိမ်တော့ရင်တိုက်မှုနဲ့တိမ်မောက်မှုတွေကြုံတွေ့ရတာပါပဲ။တက်သည့်နားလေတဲ့ရွာနေလူကြီးတွေနဲ့တန်ကားတော်တချို့ကတော့အဲ့ဒီဂုံတဝိုက်မှာကြီးမားလာတဲ့ညောင်မင်းတိုက်ရှိတယ်လို့လည်းမိမ့်သူကမိမ့်ပါတယ်။အဲဒါကြောင့်မဲငကူကလေးကပရာလောကတွေနန်လောကတွေဆိုတာတွေကိုမျက်မြင်ဒိဋ္ဌရင်ဆိုင်ကြုံတွေ့ဘူးရမျိုးမဟုတ်ပါပဲ။တက်ကြီးစကားတက်ငယ်ကြရာအဲ့ဒီညောင်မင်းဒီတဝိုက်ကိုရှောင်ကြပါတယ်။ ဒုက္ခယူချက်ကလောကမှာတချို့စွန့်စားရင်းနှီးမှုတွေဟာဘဝနဲ့အသက်ခံတာရင်းရအောင်တန်ဖိုးကြီးမားတယ်ဆိုတာပါပဲမယုံမှုဆိုတာမကြုံမှုသေးလို့လို့ဆိုတဲ့ရှင်းစကားလည်းရှိတယ်မဟုတ်ပါလားဥပမာပြောရရင်ကြောက်ကမ်းပိုင်းနှက်ဆိုင်တယ်လို့ပြောနေတာတော့အနက်ပနက်ပေရှိမရှိဘလောက်နဲ့လဲဆိုတာသိကျင်လို့ခုံကြည့်စရာလိုလို့လားဘာကြောသိရသလားတော့ကြောက်ဆိုတာနှက်ကြစမြဲပါပဲဘာကြောကဗုဒ္ဓဘာသာဝင်ပြပြီးပရလောကတွေနန်လောကသားတွေဆိုတာကိုမယုံမှုလည်းမဟုတ်ယုံတယ်လည်းမဟုတ်ပါဘူးကိုရီးတော့မကြုံမှုသေးတာတော့အမှန်ပါပဲ ဒါမှလည်းဘာကျော်တို့ကကယ်ရီသမားတွေဆိုတော့တန်လင်မြို့ရဲ့တောစွန်တောင်ဖျားတွေထိရောက်ရတယ်လို့လူဘဝမျိုးစုံခရီးသည်တွေရဲ့အဖြစ်တနည်းပေါင်းစုံကိုလည်းကြားနေသိနေရတာပါပဲအများအပြားနော်ဘယ်နေရာဘယ်တုတ်တန်ဘယ်တင်းကျိုင်းဟောင်းကဘလို့ဘယ်ရွာထိပ်ကတစ်ပင်ကြီးမှာဘသူနေတယ်ဘယ်ကွင်းကဘယ်မြေကဘလို့ကျမ်းနဲ့စသဖြင့်ကြားနေရတာပါပဲဟုတ်တာတွေရောမဟုတ်တာတွေရောပါကျင်တာတွေပါနေတာပါအဲ့ဒီထဲမှာအခုပြောပြမယ့်ညောင်မင်းကြီးကလူပြောသူပြောအများဆုံးပါပဲကြုံတွေ့ခဲ့ဘူးသူတွေကလည်းဒူးနေသေးပါ အရင်းညောင်မင်းကြီးကတန်လင်မြို့နယ်ကြောက်တန်းမြို့နယ်အဆက်ကကားလမ်းမကြီးတစ်ခုရဲ့နဘေးမှာပဲရှိပါတယ်။ယွာနမဲရီနေရဒေသတွေတော့အတိအကျမပြောပြတော့ပါဘူး။ညောင်မင်းကြီးရဲ့တက်တန်းကနှစ်တွေဘလောက်တောင်ရှည်လျားခဲ့လဲတော့မသိပါဘူး။အမြင့်ပြင်းကြီးတွေမှာလည်းလူတထိုင်ပြောက်ပါတယ်။ပင်စီကြီးကလူသုံးလေးဖက်စာမကတဲ့လို့အုံမိုးထားတဲ့အကိုင်းအခက်အရွက်အစိတ်တွေကလည်းကြောက်တန်းရွာကတ္တရလမ်းမကြီးပေါ်မှာအုံမိုးရှက်ပြားနေကနွေရာသီကာလဆိုရင်တော့အဲ့ဒီအောက်ကနေကားတွေဆိုင်ကလေးဖြတ်သွားရင်တောင်မှအေးမြတယ်ဆိုပြီးအဆိုရှိကြပါတယ်။အဲ့ဒီဂုံးကြီးကအတက်လဲဖြစ် ကာလန်အကွေ့ရလဲကားငယ်ခွေနေပါဆိုတော့တခါတည်းရန်တစ်ဖက်ကလာတဲ့ကားကိုတော့မမြင်ရပါဘူးအဲဒါကြောင့်မဲမကြာခဏယင်တိမ့်မောက်မှုတွေဖြစ်တတ်ပါတယ်အခုပြပြပေးမဲ့အကြောင်းအရာလေးကတော့တိတ်မကြသေးခင်အချိန်လောက်ကမှသူတို့ကယ်ရီဂိတ်ကတစောက်ကန်းဘာတန်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ပါအရိညာကမိုးလေးကတဖွဲဖွဲဆွေနေလေရဲ့တစောက်ကန်းကတစောက်ကန်းဆိုတဲ့အတိုင်းသူပြောချင်လှုပ်ချင်ဖြစ်ချင်လို့ရှိရင်ဘသူတတ်တာမရပါဘူးတစုထုလောက်ကင်တတ်တာပါပဲအရိအတွက်ကိုလည်းမကြာခဏဆိုသလိုပြဿနာဖြစ်အချင်းများရပါတယ် အဓိကဘာသံကအရက်သေးစားလဲတောက်စားတတ်တယ်လို့ဘယ်တရေတစေကူမှအယုံကြည်မရှိအကြောက်လန့်မရှိသူပါပြောရရင်တော့နတ်ပြည်တွေမြမပြည်တွေဆိုတာကိုတော့တကယ်ရှိလို့လားဗမာရှိတာလဲဆိုပြီးတော့ဘူကလန်တိုက်ပြီးတော့မေးတဲ့ပြောတတ်တဲ့သူပါပြောရမယ်ဆိုရင်တော့ဘာသာတရားဆိုတာကိုလည်းအခုအသက်30ကျော်တဲ့အထိဘူးလုံးနားမထွင်းနဲ့ဟိုဝါရလို့လို့ဒီဝါရလို့လို့ကောင်းပါအရင်းညာကလည်းသူတို့ကယ်ရီဂိမ်းမှာရှိတဲ့ဖျားကုံလမ်းဆောင်ကနေအဲ့ဒီကြောက်တန်းလမ်းမကြီးပေါ်ကပါရာကြီးကိုခရီးတဲ့ကယ်ရီငားပါတယ်ခရီးတဲ့ကအဲ့ဒီညောင်နေပင်ဂုံးနဲ့ခွေးကိုကြော်ပြီးသွားရမယ်နေရာပါ အချိန်ကလည်းအနှဲငယ်လင့်နေတော့တချို့ကယ်ရီသမားတွေကမလိုက်ကြပါနဲ့လေတစောက်ကန်းဘာတန်းကဆိုင်ကယ်ကိုဝေါကနဲ့ချိုးကွေပြီးတော့ခရီးတွေကိုကဲလာသွားကြမယ်လို့ပြောပြီးတော့ဝူးကနဲ့မောင်းထွက်သွားတော့တာပါပဲဘဝတူကယ်ရီသမားတွေကတော့ဘာတန်းကိုငစားသားမြင်ပြီးတော့ငကြိတ်မမြင်နဲ့ငားလိုပဲဆိုပြီးတော့တပြင်းချကခေါင်းရမ်းကကြံရစ်ခဲ့ကြပါတယ်အဲဒီအချိန်မှာပဲဘာတန်းကလည်းအနှဲငယ်မူးနေလေတော့ဖက်ပြိုင်ပြီးတော့စကားမများအချင်းမများမတားကျင်ကြတာလည်းပါပါလိမ့်မယ်ဘာတန်းကတော့ဘသူ့ကိုမှဂယုမဆိုင်ပဲဘူကလန်တိုက်ရှင်တဲ့ကောင်ဆိုတော့ထွက်သွားခဲ့ပါပြီ အချိန်ကတော့ည9နာရီလောက်ရှိနေခဲ့ပါပြီကားတွေလည်းပြက်လူသူ၄ပါးလည်းပြက်နေတဲ့အချိန်ကြီးအားလုံးလည်းရင်တမမနဲ့ပါဘာတရင်များကြားရမလဲဆိုပြီးတော့လည်းနားဆွင့်နေကြပါတယ်အကျန်စီရှိတဲ့မတမာသူတွေကလည်းဆိုင်ကယ်လိန်နာတွေလူရက်တာတွေမကြာခဏဖြစ်နေလေတော့တိတ်မိုးချုပ်ပြီးတော့ခရီးဝေးလို့ရှိရင်ကယ်ရီသမားတွေကကိုယ့်အသက်ကိုနှမျောကြတဲ့အချိန်မှာကယ်ရီသမားတွေရင်တမမနဲ့တွေးထားထင်ထားကြတဲ့အတိုင်းပါပဲဘာကြော်လဲမနေ့ပြန်ကြတော့တစောက်ကန်းဘာတန်းရဲ့တရင်ကိုကြားရတော့တာပါပဲအားလုံးကလည်းစုတ်တက်တက်နဲ့ဘာတန်းရဲ့အဖြစ်ကိုပြောလို့မဆုံးကြပါဘူး ။ဆေးရုံကိုလည်းတရင်သွားမိကြပါရဲ့။ဘာတန်းမိမနဲ့ကလေးနှစ်ယောက်ကလည်းငိုလို့ကိုမဆုံးနိုင်ပါဘူး။ပြောရလို့ရှိရင်တော့ဘာတန်းရဲ့ဘဝဟာဆုံးသွားတယ်လို့ပဲပြောရပါလိမ့်မယ်။ဘာတန်းကတော့သူ့ပြစ်သူ့မားကိုသိတယ်လို့တောင်းမှန်မြတ်ဝန်းနေတဲ့ဂရေမောကနေဘာကျော်တို့ကိုပလက်ကလေးလမ်းကြည့်လို့ပါ။တကူလုံးမျက်နှာကစားပတ်တီးတွေဖွေးတာနဲ့ဘာတန်းကဘာကျော်တရင်မင်းရောက်လာတဲ့နေ့ကနောင်နာရတယ်လို့လေတန်ရဲ့ရဲ့လေးနဲ့ကိုဘကျော်တို့ရောလူကြီးသူမတွေရောပြောနေကြတဲ့ပရလောကတို့တရေပိတ်တာဥစ္စာဆောင်တိုင်နှင်းရှင်တို့ဆိုတာတွေကျွန်တော်မယုံကြည်တာနောင်တရမိပါတယ်ဗျာ။ အဲ့ဒီညောင်နေပင်ဂုံးကွေနဲ့နမိတ်မရောက်ခင်ကတည်းကကြက်သိန်းနေဖြိုးကနေဖြန်းကနေထထွားရတာဗျာစီးလာတဲ့ခရီးတွေကလည်းအဲ့ဒီအပင်ကြီးနဲ့တက်ဆိုင်တဲ့ပရလောကသားအကြောင်းနေပြောလို့ကျွန်တော်ကဗဇက်ကနေလွတ်ခနေလူသိရင်တဆေတရေဖြစ်တယ်နတ်ဖြစ်တယ်ဆိုတာအလကားပါဗျာကျုပ်တသက်နဲ့တကူမြင်လဲမမြင်ဘူးတွေ့လဲမတွေ့ဘူးယုံမှုဆိုတာဝေလာဝေးသူတို့တွေကအစိမ့်သေးရဆိုတော့ကျုပ်တို့လောက်ဖုံးကံပဲရှိမှလဲဗျာသူတို့ခြောက်လို့ရှိရင်ကျုပ်တွေ့ကျင်တယ်ဆိုပြီးပြောလိုက်တာပါခရီးတဲ့ပို့လို့ပြီးပြန်มาတော့အဲ့ဒီညောင်မင်းကြီးအနာမရောက်ခင်မှာပဲမိမချောလေးတယောက်ထွက်လာတာဗျာ ကယ်ရီလိုက်ချင်တယ်ဆိုပြီးပြောလို့ကျုပ်ကလည်းညင်ငက်ကလေးထင်ပြီးတော့တင့်ခေါ်လာခဲ့တာသူစီကအမွှေးနှံ့ကလည်းတင်းပြက်နေတာဟုတ်ဗျာထူးဆန်းနေတာ तू ကညဘက်ကြီးမိဘနဲ့ရံဖြစ်လာလို့ပြင်အောင်ရွာအတော်ရင်ဆင်းလာတာလို့ပြောပြီးတော့ပြင်အောင်ကျောင်းတုတ်တန်ဝါမှာဆင်းမယ်လို့တော့ကျွန်တော်လဲဆိုင်ကယ်ကိုရပ်ပေးလိုက်တာအရင်မှပဲကျွန်တော်တက်တက်နဲ့တကူပထမဆုံးမြင်လဲရတာပဲဗျာအဲ့ဒါကတော့ကျွန်တော်ညောင်မီနာခေါ်တင်လာခဲ့တော့မိမချောမိမငယ်လေးကဆိုင်ကယ်ပေါ်ကအစင်းပတ်စံတောင်းမလို့လဲကြည့်အိုမင်းရွတ်ွားနေပြီးတော့အယုတ်ဆိုးဝါလွန်းတဲ့အဖွားကြီးဗျာ ရုပ်ဆိုးတဲ့ပြင်မျက်စိတလုံးကလည်းဟောက်ပက်ကြီးကျွန်တော်အသေးပြတ်မတက်ကြောက်လန့်သွားပြီးတော့ဆိုင်ကယ်တောင်ဘလို့မောင်းထွက်ခဲ့မိလဲမသိတော့ပါဘူးဗျာအဲဒီအချိန်မှာပဲကျွန်တော်ကန်ဆိုးမိုးမောင်းကြခဲ့ရတာပဲဘာတန်တယောက်ကကန်ကောင်းထောက်မှလို့အသက်မသေးခဲ့ပေမဲ့လည်းကားနဲ့ဝင်တိုက်ပြီလို့ခြေတော့ကိုဒူးစစ်ကနေဖြတ်ပစ်လိုက်ရပါတယ်ညာလက်ကလည်းဘာမှလုတ်ကင်လို့မရတော့ပါဘူးဘဝတည်သွားတယ်လို့ပဲပြောရမှာပါညောင်နေပင်ကြီးကအထင်ကရသတင်းကြီးတာပြောမဟုတ်ဘူးဆိုတာအဲ့ဒါလက်တွေ့ပါပဲဒါပေမဲ့လည်းထူးခြားတာကတော့တခါတရံကယ်ဒီထိုးတဲ့လမ်းစုံမှာဂျိုင်းနောက်ကလေးနဲ့လာပြီးတော့ထိုင်နေတတ်တဲ့ဘာတန်ပါဇက်က ပရလောကဝိညာဉ်လောကတွေကြောင်းမယုံမှုဆိုတဲ့စကားကိုဒီအကြောင်းအရာတွေရေးနေတဲ့အခုအချိန်ထိနှုတ်ကနေတခေါမှမဟာတော့ပါဘူးဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတန်းကိုလည်းကျေးဇူးတင်ပါတယ်ငွေရေးရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်